မင်္ဂလာပါခင်ဗျာ Revolute Burma News Channel ကနေပြီးတော့ April 20ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့် update သတင်းကတော့အချက်ဘတ်စစ်ကောင်စီရုံးဆိုင်ရာနေပြီးတော့အေလာလေးစိတ်ကိုတရားခွန်မမရှော့တိုက်ဒုံးနဲ့ပြက်ခတ်တိုက်ခတ်ရာလင်းရင်တိုးလောင်ယုံနဲ့ထင်းချုပ်ခန့်အဆောက်အုံတို့ထိခိုက်ပျက်စီးမီးလောင်သွားပြီးတော့စစ်သား6ဦးဒဏ်ရာရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဧပြီလ18ရက်နေ့ည7:35နာရီမိနစ်အချိန်မှာ အကြမ်းဖက်စစ်ကောင်စီရုံးဆိုင်ရာ နေပြည်တော်အေလာလေးဒါစခန်းကိုနေနေလုံခြုံရေးတင်းကြပ်မှုရာသီဥတုအခြေအနေဆိုးဝါးမှုစတဲ့အခက်အခဲတွေကြားတဲ့ကတရားခွန်မမရှော့တိုက်တုံးသုံးလုံးနဲ့ပြစ်ခတ်တိုက်ခတ်ရာနေပြည်တော်အေလာလေးစိတ်ရဲ့လေးရင်သုံးလောင်းရုံအဆောက်အဦတစ်ခုထိခိုက်ပျက်စီးခဲ့တယ်လို့သိရပါဗျ။ဒါအပြင်လေးစိတ်ဝင်းထဲမှာရှိတဲ့ လုံခြုံရေးအဖွဲ့များရဲ့စောင့်ကြည့်ကင်မရာထိန်းချုပ်ခန်းရှိတဲ့အဆောက်အဦလည်းထိခိုက်ပျက်စီးခဲ့ပြီးတော့တပ်သားနှုတ်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။အလားတူပဲလေရင်ပြေးလန်းထိတ်မှရှိတဲ့လုံခြုံရေးကင်းသားများရှိရာအဆောက်အဦလည်းထိမှန်ပျက်စီးသွားပြီးတော့လေတပ်အဆောက်ကင်းသား၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။အခြားသတင်းရင်းမြစ်တွေကစုံစမ်းသိရှိမှုအရာအခုတည်းပိုတဲ့ပျက်စီးမှုတွေရှိတယ်လို့ကြားသိရပေမယ့်ပုံမခိုင်မာတေချာစေဖို့အတွက်ရရှိထားတဲ့တဲကနေဘုံတူညီတဲ့အချက်တွေကိုသာထုတ်နှုတ်ပြီးတော့ထုတ်ပြန်လိုက်တာဖြစ်တယ်လို့ Brave Warriors for Myanmar BWM အဖွဲ့ကတာဝန်ရှိသူတို့ကပြောကြားထားပါတယ်၎င်းတက်ခိုက်မှုကို Brave Warriors for Myanmar BWM အဖွဲ့ရဲ့ဥဆောင်စီမံမှုနဲ့ Black Leopard ကြက်တဲ့အဖွဲ့က BWM Mission 33အဖြစ်နဲ့တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်မက်လာ28ရက်နေ့ကနေစတင်ခဲ့တဲ့ငလျင်ဘေးကြောင်းသခိုင်းမန္တလေးနဲ့ပဲခူးတိုင်းဒေသတချို့မှာရှိတဲ့ပြည်သူအများအပြားဒုက္ခပင်လယ်ဝင်နေတဲ့အချိန်မှာတော့အကြမ်းဖက်ဆစ်ရှုံးကောင်စီဟာ မြန်မာပြည်အနှံ့ပြားမှာရှိတဲ့ပြည်သူများကိုလေချောင်းကနေအဆက်မပြတ်ဘုံကျဲတပ်ဖြတ်မှုအကြိမ်ပေါင်းရာချီရှိခဲ့ပြီးဖြစ်ပြီးပြည်သူများဟာလည်းယာနဲ့ချီပြီးတော့တေဆုံးနေခဲ့ရတယ်လို့သိရပါဗါးအခုလိုမျိုးစစ်ရှုံးကောင်စီကငလျင်တန်းကြောင့်ထိခိုက်မှုတချို့ရှိခဲ့တဲ့နေပြည်တော်အီလာလေစိတ်ကိုအပြက်စီးတွေဂျားတဲ့ကတော့မှပြည်သူများကိုတပ်ဖြတ်ဖို့ရာဆက်လက်အသုံးပြုနေသေးတဲ့အတွက်ကျွန်တော်တို့ BWM နဲ့မဟာမိတ်အဖွဲ့များက ရန်သူလေတပ်နှိမ်နှင်းရေးနှစ်တက်ကူလက်ဆောင်အဖြစ်နဲ့ BWM Mission 33ကိုဖော်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့အသိပေးထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆလာပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းမြိုင်မြို့ချောင်းစုံလမ်းမှာဂိတ်ဖွင့်လုံခြုံရေးယူနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်းတွေကိုဝင်းရောက်တိုက်ခိုက်ခဲ့ရာနှစ်ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဒီကနေ့အေပီလ20ရက်နေ့မနက်6:00နာရီခွဲမှာစစ်သားရဲနဲ့ပြူစောတိတွေစုပြီးတော့လုံခြုံရေးယူနေတဲ့အချိန်ဒေသခံကာကွယ်တပ်ဖွဲ့ဝင်တွေကဝင်ရောက်တိုက်ခိုက်ခဲ့ရာရဲတအုပ်နဲ့ပြူစောတိတအုပ်တေဆုံးသွားတယ်လို့သိရပါတယ်။ချောင်းစုံလမ်းဂိတ်မှာစစ်ကောင်စီတပ်သားနဲ့ပြူစောတိ15កောင်လောက်ရှိနေတဲ့အချိန်အလစ်ဝင်ပစ်တာရဲတကောင်နဲ့ပြူစောတိတကောင်သေးတယ်အလောင်းတွေကိုလည်းအခုနေ့လေအထိလာတဲ့အတန်မကြမိသေးဘူးလို့ညံမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကတောင်းရှိသူတို့ကရှင်းပြထားပါတယ် ပြစ်ခတ်မှုဖြစ်ပွားပြီးတဲ့နောက်စစ်ကောင်စီတပ်ဖွဲ့ဝင်းနေကန်ဆောင်တဲ့ MA1 တနက်တလန်ကပိုင်တလန်ကြီ23000တို့ကိုတင်းစီနိုင်ခဲ့တယ်လို့သိရပါဗါးစစ်ကောင်စီဘက်ကပြန်လည်ပြစ်ခတ်တာတွေမရှိဘဲမြိုင်မြို့အထက်ကနှစ်ចောင်းဘက်ကိုထွက်ပြေးသွားကြတယ်လို့အဲ့ဒီတာဝန်ရှိသူကဆက်လက်ပြောပြထားပါတယ်အဲ့ဒီဂိတ်ဟာလွန်ခဲ့တဲ့နှစ်နှစ်နီးပါးလောက်ကတည်းကဖွင့်လှစ်ထားတာဖြစ်ပြီးတော့ပြည်သူတွေကိုဖမ်းဆီးဆစ်ဆဲတာတွေလုံဆောင်လက်ရှိတယ်လို့ဆိုပါတယ်အဲ့ဒီတိုက်ခိုက်မှုကိုမြန်ပြည်သူကာကွယ်တပ်ဖွဲ့အညာတပ်ပေါင်းစု point တထောင်ဘိုးပြောင်အဖွဲတို့ကပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ဒါအပြင်အဲ့ဒီ gate ကိုဆက်လက်ပြီးတော့တိုက်ခိုက်သွားမှဖြစ်တဲ့အတွက်မြို့ထဲမှာရှိတဲ့ဒေသခံပြည်သူတွေအနေနဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့အနားမှာမနေကြဖို့မြိုင်ပကပကသတင်းထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်စီရေးသတင်းကတော့တရုတ်အကူအညီနဲ့လာရှိုးမျိုးရင်းတွေကိုပြန်ဝင်လာတဲ့အကြံဖတ်စစ်တပ်ဟာနောက်ချိုတောင်းခံဘက်ကိုပါအရယူဖို့အတွက်တံပြန်ထိုးစစ်ဆင်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လာရှိုးမျိုးရင်းတွေကိုပြီးခဲ့တဲ့ April 18ရက်နေ့မှာစစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့တချို့ဝင်ရောက်လာပြီးတဲ့နောက်ရှမ်းမြောင်မှာရှိတဲ့နောက်ချိုတောင်းခံဘက်တွေကိုပါ လှုပ်ရှားခံစစ်ကနေတံပြန်တိုက်စစ်ကိုဖော်ဆောင်ဖို့အတွက်စ조사နေတယ်လို့ရှေ့တန်းစီရေးသတင်းအင်းမြစ်ကပြောပြထားပါတယ်စစ်ကောင်စီဟာအပြစ်ခတ်ရက်စဲထားတဲ့ကာလာအတွင်းမှာဒုထဝရီမြစ်အတိုင်းနောင်ချိုဘက်ကိုထိုးစစ်ဆင်လာပြီးတော့တိုက်စစ်ဟာမကြီးရည်နဲ့နောင်ချိုလေးဘက်ကိုကျော်လွန်လာကမဲဘုတ်ရွာမှာအခြေပြုတက်ဆွဲမှုများလှုပ်ဆောင်လာတယ်လို့ရှေ့တန်းသတင်းအင်းမြစ်ကပြောပါတယ်နောင်လင်ကိုကျော်ဖြတ်ပြီးတော့နောင်ချိုကြီးတိမ်ပင်လေဘက်ကိုရောက်လာရင်တော့တီအန်အလေးတွေအတွက်အရန်ကိုစိုးရင်ရတဲ့အခြေအနေလို့တတ်မှတ်ရတော့မှာဖြစ်ပါတယ်လို့စီဒီအမ်ဘူကြီးဇင်ယောကတုံးသက်ပြောပြ ထားပါတယ်စစ်ကောင်စီကထိုးစစ်ကိုနောင်ချိုကြီးတိမ်ပင်လေအထိရောက်ရန်ရည်ရွယ်ထားပြီးတော့တောင်ခမ်းမှာစစ်နယ်ကျွန်းတဲ့အထိကိုအင်အားအပြည့်နဲ့ထိုးစစ်ဆင်လာခြင်းဖြစ်တယ်လို့သိရပါတယ်တောင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNL တပ်ဖွဲ့နဲ့ပူးပေါင်းအဖွဲ့များဟာလည်းကံကြီးရွာဘက်ကတောင်ခမ်းကိုပြန်လည်ထိန်းချုပ်ရန်ပြင်ဆင်နေတယ်လို့သိရပါတယ်အခု AP လဒုတိယပတ်အတွင်းမှာနောင်ချိုရွှေမုတ်ထုံးမြောက်ဘက် ကံကြီးရွာတဝိုက်မှာစစ်ကောင်စီနဲ့ TNL ပူးပေါင်းတပ်ဖွဲ့တို့ထိတွေ့တိုက်ပွဲပြင်းထန်ခဲ့ပြီးတော့စစ်ကောင်စီကစစ်ကြောင်းနှစ်ခုခွဲပြီးထိုးစစ်ဆင်လာတဲ့အတွက်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်တယ်လို့ဒေသခံများစီကသိရပါတယ်စစ်ကောင်စီဟာ MNDA နဲ့ညှိနှိုင်းမှုယူပြီးတော့အပြစ်ခံရဆဲထားတဲ့ကာလအတွင်းမှာတောင်းခံစစ်မြေပြင်တွေကိုပါစစ်ရေးအရအသာစီးယူထားတာကိုတွေ့မြင်နေရပါတယ် အပြစ်ခတ်ရစဲရိတ်ကာလမတိုင်ခင်ကလည်းစစ်ကောင်စီဟာနောင်ချိုမှာရှိတဲ့တီအန်အယ်တပ်စခန်းတချို့ကိုပြန်လည်သိမ်းယူထားပြီးတော့တောင်ခန်းကိုရှမ်းတောင်ဘက်ရက်ဆောက်ကပါအင်အားအလုံးရင်းနဲ့ထိုးစစ်ဆင်နေခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါရခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့စကိုင်းတိုင်းမြင်းမှုမြို့နယ်ကံတော်ကြီးရွာကိုအချမ်းဘတ်စစ်တပ်ကလေရင်နဲ့ဘုံကျဲချမှုကြောင့်၃နှစ်အရွယ်ကလေးငယ်အပါအဝင်ပြည်သူ၅ဦးသေဆုံးပြီး15ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဧပြီလ16ရက်နေ့နေ့လယ်7:55မိနစ်အချိန်မှာမြင်းမှုမြို့နယ်ကံတော်ကြီးရွာမြောက်ပိုင်းကိုဒရအုပ်ကနေတက်လာတဲ့ Jet Fighter တိုက်လေယာဉ်ဒဇင်းနဲ့ပေါင်150ဘုံ၄လုံး ဒုံးကြီးနှလုံးလုံးနဲ့ပြက်ခတ်ခဲ့ရာအပြစ်မဲ့ပြည်သူအမျိုးသား၃ဦး၁၈နှစ်အရွယ်အမျိုးသမီး၃ဦးနဲ့၃နှစ်အရွယ်ကလေးငယ်၃ဦးအပါအဝင်စုစုပေါင်း၅ဦးတိတ်ဆုံးခဲ့ပြီးတော့၁၅ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ဒါအပြင်အေပီလ၁၉ရက်နေ့မနက်၉:၄၀မိနစ်အချိန်မှာ မြင်းမုံမြို့ကနေစစ်တပ်နဲ့ပြူစောတိများကအင်းစီက3စီးလိုက်ထရက်က4စီးတို့နဲ့အလကပကြေးရွာနဲ့မဲနော်ကြေးရွာကြားမှာရှိတဲ့စစ်စေးရေးဂိတ်ကိုလျှက်တပြတ်ဝင်းရောက်တိုက်ခတ်မှုကြောင့်တော်လန်ရေးရဲဘော်တအုံးနဲ့ M16 တနက်တလဆုံရှုံခဲ့ရတယ်လို့သိရပါတယ်။အလားတူပဲမနေ့ကအေပီလ19ရက်နေ့မနက်တနားရီ17မိနစ်အချိန်မှာမြင်းမုံမြို့ကစစ်တပ်ကဝမ်ပြေကြေးရွာနဲ့ပဲကူကြေးရွာကြားမှာရှိတဲ့စစ်စေးရေးဂိတ်ကိုလည်းအင်အား90လောက်နဲ့စစ်ကြောင်းထိုးဝင်းရောက်လာခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္လာရီတိုင်းတရချောင်းမြို့နယ်ရငဲရွာကိုအကြမ်းဖက်ဆက်တကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လေရင်နဲ့ဘုံကျဲတိုက်ခိုက်ခြင်းကြောင့်အသက်9နှစ်အရွယ်ကလေးငယ်တအူးအပါအဝင် ပြည်သူနှောက်ဦးတေဆုံးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဧပြီလ19ရက်နေ့မနက်7:00နာရီကအချိန်မှာတေရချောင်းမြို့နယ်ရငဲရွာကိုအကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အကြမ်းဖက်စစ်တပ်ရဲ့လေချောင်းတိုက်ခိုက်မှုအတွင်းမှာအသက်9နှစ်အရွယ်ကလေးငယ်တအုပ်နဲ့အသက်50ကျော်အရွယ်အမျိုးသားတအုပ်တို့တေဆုံးပြီးတော့ပြည်သူ၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ရငဲရွာကိုဘုံကျဲတိုက်ခိုက်သွားတာပါကလင်းငယ်တအုပ်နဲ့ပြည်သူတအုပ်တေဆုံးတယ် နေအိမ်တွေထိခိုက်ပျက်စီးတာတွေလည်းရှိတယ်လို့ဒေတာတွင်သတင်းရင်းမြစ်ကပြောပြထားပါတယ်။ဒဝဲဘိတ်ကားလမ်းမပေါ်မှာရှိတဲ့ဝင်းဝနယ်မြေရဲစခန်းကိုအေပီလ18ရက်နေ့မှာတော်လိုင်းတပ်များကဝင်းရောက်တိုက်ခိုက်ခဲ့ပြီးတဲ့နောက်အကြမ်းဖက်စစ်တပ်ကအနီးဝန်းကျင်မှာရှိတဲ့ခြေရွာများကိုနှစ်ရက်ဆက်တိုက်လေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ကရင်မျိုးသားအစည်းအရုံး KNU နယ်မြေကြောက်ကြီးနယ်မူးမြို့နယ်တို့မှာအကြမ်းဖက်စစ်ကောင်စီတပ်ကလေကြောင်းလက်နက်ကြီးတို့နဲ့တိုက်ခတ်မှုကြောင့်အရဲသားပြည်သူတအုပ်သေးဆုံးခဲ့ပြီးတော့နေအိမ်ခွနလုံးပျက်စီးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဧပြီလ18ရက်နေ့မနက်9:06မိနစ်အချိန်မှာ KNU လေတုံမြို့နယ်စီမံအုပ်ချုပ်မှုနယ်မြေအတွင်းမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ခောက်လိုက်ရ2646တပ်က190မမလက်နက်ကြီးနှလုံးကိုရေရင်းကုန်ကြီးပါအတွင်းကိုပြစ်ခတ်ခဲ့ရာအသက်43နှစ်အရွယ်စောမျိုးတန့်တေဆုံးခဲ့ပြီးတော့နေအိမ်6လုံးစိုက်ကဲ2စီးနဲ့ထော်လာကြီးဒစီတို့ထိမှန်ပြက်စီးခဲ့တယ်လို့သိရပါတယ်။ဒါအပြင်ဧပြီလ18ရက်နေ့မနက်9:05မိနစ်အချိန်မှာအကြမ်းဖက်စစ်ကောင်စီရဲ့လေတပ်က Jet Fighter ဒစီနဲ့ရိုးခေါ်ကြီးပါဘေးအတွင်းကို ဘုံကျဲပြက်ခတ်ခဲ့ရာဝတ်တကောင်တေဆုံးပြီးနွားနောက်ကောင်ထိမှန်တဲ့ရရှိခဲ့တယ်လို့သိရပါဗျ။အေပီလ16ရက်နေ့မနက်7:00ခွဲအချိန်ကလည်း KNU မူးမြို့နယ်အတွင်းမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ခမရ35တပ်ရင်းကထုံကုန်းကြီးပါတဲ့ကိုလက်နက်ကြီးတစ်လုံးနဲ့ပြက်ခတ်ခဲ့ရာနေအိမ်တစ်လုံးထိမှန်ပျက်စီးခဲ့တယ်လို့သိရပါဗျ။အာနာတိတ်အကြမ်းဖက်စစ်ကောင်စီတပ်များရဲ့အကြမ်းဖက်လုပ်ရများကြောင့်ခလဲလွီထူခဲရအတွင်းမှာနေတဲ့ အပြစ်မဲ့အရသာပြည်သူများပိုင်တဲ့ပျက်စီးများနဲ့နေအိမ်များများစွာပျက်စီးထိခိုက်ဆုံးရှုံးနေရပြီးတော့ပြည်သူလူထုတွေအနေနဲ့လဲစိုးရိမ်ကြောက်ရွံ့မှုများစွာနဲ့အသက်ရှင်နေထိုင်နေရတယ်လို့ KNU ဗဟိုကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပေါ်နေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံး BNR ရဲ့အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်ဆက်အာနာရှင်စနစ်စိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ